မြောင်မြို့နယ်ဆေးရကုန်းရွာလေကြောင်းတိုက်ခတ်ခံရမှုမှာကလေးငယ်3ဦးအပါအဝင်ပြည်သူ12ဦးထိခိုက်စကိုင်းတိုင်းမြောင်မြို့နယ်ဆေးရကုန်းရွာကိုစစ်တကမနေ့မနေ့ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တဲ့အတွက်ကလေးငယ်3ဦးအပါအဝင်ပြည်သူ12ဦးကထိခိုက်ခဲ့တယ်လို့ဒေသခံတဦးကဒီနေ့မှပြောပါတယ်ဒေသခံတဦးကမကွဲသေးတဲ့တလုံးကိုထက်ခွဲလိုက်တယ်ကလပ်စတာဘုံကျဲတာ ထိခိုက်တာကတော့ထက်တိုးတယ်12ရောက်ဖြစ်သွားတယ်လို့ rapid ကတင်းဌာနကိုပြောပါတယ်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်အသက်9လအရွယ်မိန်းကလေးတဦးအသက်15နှစ်အရွယ်မိန်းကလေးတဦးအသက်73နှစ်အရွယ်မိန်းကလေးတို့လည်းထိခိုက်ခဲ့ပြီးအသက်18နှစ်မှအသက်60အရွယ်9ဦးထိခိုက်ခဲ့ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ယခုလထုတ်ပြန်ချက်အရစက်တင်ဘာလအတွင်းမှာစစ်တပ်ကနိုင်ငံအနှံ့လေကြောင်းတက်ခိုက်မှုအကြိမ်ကြီး 189ကျင်းကိုပြုတ်လုထားပြီးတည်ဆုံးသူဥယေဟာ158ဦးထိရှိတယ်အစုလိုက်ပြုံလိုက်တက်ဖြတ်မှုက12ဦးရှိပြီးတည်ဆုံးသူဟာ109ဦးထိရှိတယ်လို့ထုတ်ပြန်ထားပါတယ်